အားလုံးပဲမင်္ဂလာပါခင်ဗျာကျေးတင်ရတွေကနေပြန်လဲကြိုဆိုပါတယ်မနေ့ကဝယ်ယူထားတဲ့ကြောက်လေးကိုကျွန်တော်ဒီမှာပြမယ်ဒီမှာတွေ့လားအဲဒါလေးဒီစီပေါက်လေးပဲဗျာเนาะဒီမှာတဘာဝအတိုင်းအလင်းအောင်တဘာဝအလင်းအောင်နဲ့ပြရတော့မှဒီမှာကျွန်တော်တို့အလင်းပေါက်ဟာအလွန်မတန်ကောင်းတယ်ပေါ့ဗျာเนาะကြောက်စီကောင်းတယ်အဲ့တော့ဒီဟာလေးပဲဗျတနေရာပဲဒီတနေရာလေးကိုပဲကျွန်တော်တို့ရတာ25သိန်းပွဲ3သိန်း2000ကျွဲနဲ့26သိန်း2000ကျွဲကြတာပေါ့နော်ဒါလေးကို အဲဒီတပောက်လေးကိုပဲကြိုက်တာဖြစ်ပါတယ်ကျန်တာတွေကတော့ကျွန်တော်တို့ကဒါအယံပေါ့ဗျာနော်အယံသဘောလောက်ပါရဲ့အဓိကတော့ဒီနက်ပေါက်လို့ခေါ်မယ်ဒီစီပေါက်ပေါ့နော်ဒါလေးကိုပဲအဓိကဝယ်တာဖြစ်ပါတယ်အဲ့တော့ဒါလေးက26သိန်း2000ကျွဲပေါ့ဗျာနော်ကြောက်မျိုးစုံသည်ခုံပေါ်မှာတင်ထားသည်ပေါ့ဗျာနော်ကဲဒါလေးကတော့ကျွန်တော်တို့ဒါတနည်းကပဲနေပူတဲ့နေရာပဲတင်ထားမှလာရောက်လို့ကျွန်တော်ဝယ်လိုက်တဲ့ကြောက်လေးဖြစ်ပါတယ်9သိန်းနဲ့ဝယ်ထားတဲ့ကြောက်လေးဖြစ်ပါတယ် ဒါလေးကတော့ဒီကြောက်ဝိုင်းမှာပဲဝယ်ထားတာ3000နဲ့ဝယ်ထားတာပေါ့နော်အဲ့တော့အခုတော့ဒါလေးကတော့တိန်ကနန်းတော့ဖြစ်ပါပြီတိန်ကနန်းလောက်တန်တယ်ပေါ့ဗျာနော်အဲဒါလေးကတော့ထွက်ဈေးအနေနဲ့3သိန်းခွဲရှိတယ်ပေါ့ဗျာဒီလိုမျိုးလို့ကျွန်တော်ကအတစ်ဆလေးတွေ၊ဂဲလေးတွေ၊ဖြတ်သားလေးတွေဒီလိုမျိုးတွေလည်းဝယ်တယ်ပေါ့ဗျာနော်ပြီးရင်အပွင့်လေးတွေလည်းကျွန်တော်ဝယ်တယ်အဲ့တော့ဒီမှာဟလာ body line ဆိုတော့ကျွန်တော်ဒီမှာ body point လေးလည်းရှိတယ်ဒီဘက်ကနှစ်ပွင့်ကျွန်တော် ီးခဲ့တဲ့ရက်ကပဲတနင်္ဂနွေနေ့ရက်လာမသိဘူးရိုက်ပြသေးတယ်ဒါလေးနှစ်ပွင့်ကတော့ကျွန်တော်တို့30 30ထွက်စည်းရှိတာပါဗျာနော်အခုရောင်းမယ်ဆိုရင်တော့ဒီထက်ပိုနေပြီလို့ကျွန်တော်ထင်တယ်ဒါမဲ့ထွက်စည်းကတော့30ပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့မှဈေးကွက်မထိုးကြည့်ဘူးအခုဒါလေးပန်းကြားလေးပေါ့နော်ဒီပန်းကြားလေးကတော့ကျွန်တော်ဝယ်တာ15သိန်းနဲ့ဝယ်တာဖြစ်ပါတယ်ဒါလေးကတော့15သိန်းပန်းကြားလေး အဲဟုတ်ပြီနော်အဲဒီဒီဘက်ကအဖြူဝင်လေးကတော့သူလဲ15သိန်းနဲ့ဝယ်တာဖြစ်ပါတယ်ဒါလေးကအဲဒါလေးကတော့နည်းနည်းထူးဆန်းလို့ကျွန်တော်ဒါလေးကကျွန်တော်တို့မှာမြင့်ရက်လေးပါတယ်ပေါ့နော်လက်လေးနဲ့ပိတ်လိုက်မယ်ဆိုရင်ဟိုဘက်ကဒီအစီရက်လေးပေါ့နော်မြက်ရက်လေးကျွန်တော်တို့မြင်ရတယ်ဒါလေးကတော့ကျွန်တော်10သိန်းနဲ့ဝယ်တာဖြစ်ပါတယ်အဲနော်မှာမြက်ရက်လေးမြင်ရတယ်ဒါလေးကတော့10သိန်း အဲဒီဘက်မှာဒီအစလေးတွေကတော့ကျွန်တော်ဒါ20နဲ့တသိန်း20တသိန်းနဲ့ဝယ်တာဖြစ်ပါတယ်အားလုံးဆိုတော့ဘန်းထဲမှာကျွန်တော်သိန်း100ကျော်လောက်တော့ရှိမှာပေါ့ဗျာနော်အဲတော့ကြောက်မျိုးစုံဒီခုံပေါ်မှာတင်ထားသည်ပေါ့ဗျာနော်ဒါလေးကတော့တသိန်းနဲ့ဝယ်ထားတာနော်တေးသေးလေးတစ်ကလပ်ခွဲနှစ်ကလပ်လောက်ပဲရှိမှာနော်ကြောင်မျိုးစုံသည်ခုံပေါ်မှာတင်ထားသည်เนาะအပြင်မှာတော့ကျွန်တော်တို့မိုးတွေအုပ်နေတယ် ဒီနေ့ကျွန်တော်တို့9လပိုင်း10ရက်နေ့ပေါ့ဗျာနော်9လပိုင်း10ရက်နေ့ဒီမှာမိုးတွေအုပ်နေတယ်အဲ့တော့ကြောင်မျိုးစုံသည်ခုံပေါ်မှာတင်ထားသည် ကြောင်မျိုးစုံသည်ဂျိတ်တန်အရိပန်းထဲမှာရှိသည်နော်ဒီလိုပြောရမှာနော်အဲ့တော့ကျွန်တော်တို့ဂျိတ်တန်အရိဆိုင်ငန်းကိုအခုလိုမျိုးလေးလားအာကျွန်တော်တို့အစ်စ်လေးတွေဖြတ်စလေးတွေဖြတ်သားလေးတွေဂဲလေးတွေလုံးစွတ်တော့မပါဘူးနော်အပွင့်လေးတွေကျွန်တော်တို့လာပြီးတော့မှပြလို့ရတယ်ဂျိတ်တန်အရိဆိုင်ငန်းဖြစ်ပါတယ် ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာဈေးတန်းလေးမျှဝေပေးရဖြစ်ပါတယ်ကို့အတွက်ဒီဗီဒီယိုလေးကြည့်ရတဲ့အတွက်ကြောင့်မလို့တစုံတရာအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါစို့ခင်ဗျာ